မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာအသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဃာရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားပြီသူများကိုအယုသေးမပေးတော့မန်တက်နေတာလေ ဘာနာကြည့်တဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဃာရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပဏံကထောင်း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 တိတ်ဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတက်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပဏံလိုပဲအနှစ်ရှိတဲ့စပဏံကနှိမ့်ချသွားတာ ဟောမင်းကတိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြီးလိုက်ဆရာတော်ကြီးကမေတ္တာဓာတ်အားကောင်းတယ်လို့နှိမ့်ချမှုလဲတအားကောင်းတာအမြဲတမ်းကြည့်ရင်ကြုံကြုံလေးပဲထိုင်တယ်တရားဟောတာဆာကိုရင်လေးတွေကအစားအရှင်ဘုရားတပိတော်ပြောတာပညာတတ်တဲ့မြတ်ပညာတက်လုံးအာကြီးတော်နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ထောင်း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 သိမ့်လောက်တာမလီ BSC ကို MS တို့ PhD တို့ပါတီတို့ညာတီတို့နော်အော် လောကလူသားတွေတက်တဲ့လောကပညာကအဲ့ဒါသူတို့ကလောကရက်တွေလောကတက်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့စိတ်ရုပ်ပိုင်းဆံရာတွေပဲသင်ပေးတာစိတ်ပိုင်းဆံရာတွေသင်မပေးလိုက်တဲ့အခါကျပညာတတ်တွေကတတိမပိုင်ဉာဏ်မပိုင်ပညာတတ်တွေရုပ်မှာပြီဆိုရင်လိုက်မမီတော့ဘူးเนาะပညာတတ်များသရတရားနေသွားရင် ဖရာကိုလည်းမကြည်ညိုတရားကိုလည်းမကြည်ညိုတန်ခါကိုလည်းမကြည်ညော့မကြည်ညိုတော့ဘူးပညာလွန်ကဲတတ်တာနဲ့ဆင်းလဲကောက်ချစ်တယ်ပညာအာကောင်းပြီးတော့ယုံကြည်မှုတရားတရားနဲ့ရင်ကောက်ချစ်သွားတာညောအိုးဘုန်းကြီးကိုယ်ွယ်စရာမလိုပါဘူးဆိုတာရှိတာတချို့ကလေလူစရာမလိုဘူးဖရာကပြောတာစိတ်แท้ရှိရင်ပြီးတာပဲလို့ပြောတယ်အဲ့လိုနဲ့ဒါနတွေတဲ့မလုံတော့ပညာတတ်တရားလေ ်ဟောပညာမြတ်တက်သွားရင်ဟိုကလာကြီးတော်တရားလေဘုန်းကြီးကနွားနှုတ်ပို့တဲ့ကလာကြီးတယောက်ကလာကြီးကနွားနှုတ်ပို့ရင်းနဲ့နွားနှုတ်အိုးကြီးကဖယားနာရောက်တော့ရှီတုံဖယားနာရောက်တော့စပိန်ဆလစ်ဖြစ်ပြီးတော့မှောက်ကြတော့စပိန်ဘောနွားနှုတ်အိုးကြီးမှောက်ကြလမ်းပေါ်ပြန့်သွားပါမှမရှိတော့နွားနှုတ်အိုးကြီးမှောက်သွားတော့မှကလာကြီးကလက်ကိုလေးချီပြီးဖယားပဲလှည့်ပြီးတော့မှောက်သွားတဲ့နွားနှုတ်အိုးကြီးရွှေတုံဖယားကိုလှူပါတယ်ဗျာ ။ဩမောက်သွားတဲ့နွားနို့အိုကြီးရွှေတကုတ်ခရကိုကလားကြီးကလူရာဗျ။ကုသိုလ်ရလားမရဘူးလား။